မိုက်ဆုံးခါဟိုးရှိရှိဆုံးကရွာတရွာမှာညာဖီနဲ့ပွေးထားဆိုတဲ့တကယ်ချင်းနှောက်ဟာငယ်ကလေးကပထိုးတရယ်ဆိုင်ပြီးတော့မှပခုံးဖက်ကြီးလာကြတဲ့မတဲ့အသူနေနှောက်ပေါ့ညာဖီဆိုသူကတော့သူ့ဖေကဘာသာကြားမှုအသာခပ်ဖြူဖြူလူလာတန်းစားပေါ့လေပွေးထားဆိုသူကတော့ဘိုးဘွားလက်ထက်ကနေလဲပိုင်းနွားပိုင်းဆင်းပိုင်းရွာမျက်နှာဖုံးဆိုပေမဲ့ငယ်စဉ်ကပွေးပောက်ပြီးတကယ်ချင်းနဲ့ဝိုင်းကုတ်ပေးရတဲ့အဖြစ်ဖြစ်တဲ့အတွက် ချမ်းသာပြီမဲ့လဲသူ့တော့ပွေးထားလို့ပဲခေါ်ကြရပေါ့ကွယ်သူတို့နူဟာငယ်တငယ်ချင်းဖြစ်ကြပြီမဲ့တယောက်သားမနာလို့ဆိုသလိုစိတ်ထဲကကြိတ်ပြိုင်နေကြသူတွေပေါ့ဒီလိုနဲ့အသက်သွေးကြီးလာညဖီကမြို့မှာကြောင်းတက်ဆယ်သန်းအောင်အစိုးရလကစားဝင်လို့ပြီးဆေးပင်စင်ယူပြီးရွာပြန်ပြီးတော့ရရရွာရေးကူညီနေတဲ့အချိန်ပေါ့ ပွေးထားဆိုသူကတော့ရွာမှာပဲကြီးပြင်းလို့ရွာကလူတွေဝိုင်းမြောက်စားပြီးတော့ရွာတကြီးဖြစ်နေတဲ့ဟိတ်ကြီးဟန်ကြီးနဲ့ပေါ့လေတနေ့ရွာလေစရအစီဝေးခေါ်စာရောက်လို့ညာဖီကသွားတကြီးပွေးထားနဲ့တွေ့ပါလေရော ဒီအခါမှာတကြီးပွေးထားကဟဲ့အောင်ညာဖီငါလိုအုတ်ကြီးကိုငွေအားပါဝါရှင်မလားမင်းမနိုင်နိုင်ပါဘူးကွာဟဲဟဲဟဲဆိုပြီးတော့မှလူပုံအလွယ်မှာအချက်ခွဲပါလီရောတဲ့ညာဖီကလည်းခေသူမဟုတ်ဒီမဲ့တငယ်ချင်းမင်းလိုတာစကားအနိုင်ပြိုင်စမ်းဆိုရင်လေလုံးရတဲ့အနှစ်30က ဒီရွာမှာနော်ငါတို့အခုတငယ်ချင်းတွေအားလုံးထဲမှာဆယ်သန်းအောင်တဲ့သူဆိုလို့ငါတယောက်တည်းရှိတာပါလေကွာမင်းကတော့အုတ်ကြီးတာလှုပ်တာလေးသန်းတောင်မအောင်ပါဘူးတငယ်ချင်းရလို့လည်းပြောလဲပြောလိုက်ရောပွေးထခမရမှာလေညိုနေတဲ့အသားမဲသူပြီးဟင်းကနဲ့အံကိုကြိတ်ဒေါရထွက်ရင်နဲ့ရှုံသွားလေတော့တဲ့ကွယ်ဒီလိုနဲ့ပဲရှုံရှုံနဲ့ပြန်သွားလေရတဲ့ကွယ်